ကျွန်တော်ရဲ့သတိကြီးဝါသနာရှင်များအားလုံးမင်္ဂလာပါဗျ။အတော့လာမယ့်ငါးချိန်သတိကြီးအတွက်ပေါ့နော်။အဓိကတွေကအနည်းဝန်ချိန်နဲ့ဝန်ချိန်တွဲလုံးနဲ့ကျွန်တော်ခွာပေါင်းစိုက်လေးပေါ့နော်။အဲ့ဒီကောင်ကဒီကောင်နဲ့26ပေါ့နော်။နဲ့26 85ခုနဲ့85ခုနဲ့ငါးချိန်မှာကျွန်တော်၄6ခု complete ကြတယ် အဲ့ဒီအတိုင်းပဲသူ့ရဲ့ရှင်းနေမှာလေ complete complete break to break ရိုက်ပြန်နေမလေးပိတ်ကြတယ်ဗောနော်လေးပိတ်ကြတယ်လေးပိတ်ကြပြီးတော့ဒီမှာခွာပေါင်းတရိုက်တယ်အဲ့ဒီမှာတစ်ချက်ပြီးရင်တော့ထောင်းနေမှာ၅ခုနဲ့ပေါ့နော်အဲ့ဒီကနေ20ချပဲ2005ခုနဲ့မှာရှစ်ချိန်မှာ၄6ခုခွန်ဘရိတ်ရိုက်တယ် ီမှာလေခွန်ဘရိတ်ကိုမှ၄6ခုနဲ့ရိုက်တယ်၄6ခုခွန်ဘရိတ်သူ့ရဲ့ရှင်းနေမှာခွန်ဘရိတ်ခွန်ဘရိတ်ကခွန်ဘရိတ်ရိုက်ပြီးတော့ခွန်ဘရိတ်အောက်မှာ၄ပိတ်ဆိုပြီးတော့ကြာတယ်အဲ့ဒီ၄ပိတ်ကြာပြန်တယ်ဒီမှာခွတ်တက်၈93ဆိုပြီးခွတ်တက်တစ်ချက်ရိုက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ယခုရောက်ပြန်ပါတော့။ရောက်ပြန်ပြီးခဲ့တဲ့ ၃ချိန်မှာကျွန်တော်တို့သုံးခုခွန်ပရိတ်ကြတယ်သူရဲ့ရှင်းနေမှာလေ၃၉၅ခွန်ပရိတ်ခွန်ပရိတ်ဘရိတ်တူဘရိတ်ကြတယ်ဘရိတ်တူကြပါပြီမှာ၄ပိတ်ကြတယ်ပေါ့နော်၈၉လေး၄ပိတ်ကြတယ်၄ပိတ်ကြပြီးကျွန်တော်တို့ဒီဒီချိန်၅ချိန်အတွက်ခွာပေါင်း၁ဖြစ်အောင်ပေါ့နော်၃ညထိတ်၁ပိတ်၁ထိတ်၃ညပိတ်ထိတ်နှလုံးပေါင်းက၁ဖြစ်နေရမှာပေါ့နော်ဒါခွာပေါင်း၁၁၀တွဲပေါ့ ဒီတရားမှာအဝါဒနာရှင်တွေအနေနဲ့ကြိုက်တဲ့အတွေ့ကိုယူသုံးလို့ရတယ်ကျွန်တော်လောလောဆယ်အဲသုံးလို့ကောင်းမဲ့ငြိမ်းတဲ့အတွေ့မတွေ့သေးတဲ့အတွက်ကြောင့်ဒီဆယ်ရွေးလုံးကိုခြောက်ပစ်လိုက်တာပေါ့နော်အထိုင်တစ်လုံးငြိမ်းတာတွေ့ရင်ယူသုံးလို့ရတယ်ပေါ့နော်ဒါခွာပေါင်းတက်ဒါကဟို၅ချိန်အတွက်ခွာပေါင်းတက်ရဲ့ဟုတ်ပြီရင် ဆိုဝမ်းကျင်းအနေနဲ့ပြောမယ်ပေါ့နော်ဒီ85ခုနဲ့မှာ complete complete က complete ရိုက်ပြီးတော့၄ပိတ်ကြတယ်အဲ့၄ပိတ်ကြပြီးရင်သူ့ရဲ့ရှင်းနဲ့6ကျင်းရ1နှစ်3 4 5 6ကျင်းမျိုးက930ကိုဝမ်းကျင်းပြီးတော့3ဒုံညာအတွဲဝင်တယ်ဒီမှာဒုံညာ3တစ်ဆိုပြီးတော့ quartet နဲ့ပေါ့နော် quartet ကိုလည်းရိုက်တယ်တရားဝမ်းကျင်းကိုလည်းရိုက်တယ်အဲ့ဒီမှာတစ်ချက် ပြီး2005မှာ2005မှာကွန်ပရိတ်ကကွန်ပရိတ်ရိုက်တယ်ကွန်ပရိတ်ကကွန်ပရိတ်ရိုက်ပြီးတော့၄ page ရိုက်တယ်ကျတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာလည်း page ၄ page တခုတည်းကိုပဲပေးသွားရပါတော့၄ page တခုတည်းပေးတယ်ဆိုတော့ဒီ site ကိုမတွေ့ဘူးမဟုတ်ကျွန်တော်နှစ်20လဲညီလို့ကွန်ပရိတ်ကလည်းကွန်ပရိတ်ရိုက်တယ်ဟောကွန်ပရိတ်ကလည်းကွန်ပရိတ်ရိုက်ပြီးတော့အဲ့ဒီမှာကျွန်တော်တစ်ချက်လေးပြန်ပြမယ်ပေါ့နော် ဒီကွန်ပရိတ်ကနေကွန်ပရိတ်ရိုက်ပြီး၄ပိတ်နဲ့နှလုံးပေါင်း၈၈ပိတ်ပေါ့နော်ဒါဆို2005မှာလေဒီတိုင်းပဲကွန်ပရိတ်ကကွန်ပရိတ်ရိုက်ပြီး၄ပိတ်နဲ့နှလုံးပေါင်း၈၈ပိတ်ပေါ့နော်အနှလုံးပေါင်း၄၄ပိတ်နဲ့နှလုံးပေါင်း၄၈ပိတ်ဒါဆိုရင်တို့ယခုရောက်ပင်မှာလေကွန်ပရိတ်ကကွန်ပရိတ်ရိုက်ပြီး၄ပိတ်နဲ့ရှင်နှလုံးပေါင်း၄၈ပိတ်တမှုတွေရိုက်မိတယ်နေရတယ်သူက၄ပိတ်ပဲပြီးသွားတယ်၈ပိတ်ကိုမပြီးဘူး ကြတော့ဒီပွဲမှာသူ break to break ရခွာပေါင်းတစ်ပေးထားတယ်ဒီမှာလဲ6 9 3ခွာပေါင်းတစ်ပေးထားတယ်အဲ့ဒီခွာပေါင်းတစ်တစ်ပေးပြီးတော့သူ့ရဲ့6ကျင်ပေါ့နော်အဲသူ့ရှင်းနဲ့6ကျင်ဆိုတော့ဒီမှာ2005ဆိုတော့2004ရဲ့6ကျင်မြောက်မှာ3 9တစ်ရှိအဲ့ဒီ3 9တစ်ကို1ချိန်သွားတယ်3-9ရွေးဝင်လာတယ်ပေါ့နော်6 9 3ဆိုပြီးတော့ဒါဆိုရင်ကျွန်တော်တို့ယခုရောက်ပြန်အတွက်ပေါ့နော် ဟုတ်ပြီခွာပေါင်းအနေနဲ့ယူမယ်ဆိုရင်ခွာပေါင်းဆက်လုပ်လို့မယ်ဆိုရင်ကျွန်တော်တို့ခွာပေါင်းတစ်ယူရမယ်ကွန်ပရိတ်ကကွန်ပရိတ်ရိုက်ပြီး၄ပိတ်ဆင်းပေးတယ်ဝမ်းကျင်းဆိုရင်သူ့ရဲ့ရှင်းနဲ့၆ကျင်ရဲ့ဝမ်းကျင်းဆိုတော့ကျွန်တော်တို့၄၈တဲ့ဝမ်းကျင်းယူရမယ်ပေါ့နော်၄၈တဲ့ဝမ်းကျင်းယူမယ်ဆိုရင်ကျွန်တော်တို့ဝမ်းကျင်းတွေယူမယ်ဆိုရင်တော့အဓိကအဖြစ်ပရိသတ်ထွက်ဖို့ဆိုရင်တော့ဒါ၄၈တကူဝမ်းကျင်းမယ်ဆို၄၈တွဲဒီလေးတစ်ချက်တွဲဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တလေးတစ်ချက်လို့ထုတ်ပြလိုက်တာတစ်ခါတစ်ချက်တွဲလိုက်တယ်ပေါ့နော် ဒါပေမဲ့စိုက်အနေနဲ့ကကြတော့ခိုင်မောင်မှုမရှိတဲ့အတွက်ကြောင့်မငြိမ်လို့စိုက်မငြိမ်တဲ့အတွက်ကြောင့်အတိကြောက်ပြမပေးတာဗောနော်တွေ့တာခါနေလဲဆိုရင်ကျွန်တော်တစ်ခါတွေ့တယ်6ခါတွေ့တယ်နှစ်ခါတွေ့တယ်ဗောနော်ဒီဒီယခုပြနေတဲ့စိုက်ကနေပဲစိုက်မငြိမ်တဲ့အတွက်ကြောင့်တို့ချာကြည့်ပြီးတော့မှနောက်ပြီးတော့ထိုင်နောက်ပြီးတော့ဖိုင်မှာထပ်ပြီးတော့ ထည့်ပေးမယ်။နှခါအနေနဲ့သုံးခြင်းပေါ့နော်။ဘာလို့လဲဆိုလို့ရှင်6ခါအနေနဲ့ဆိုရင်ဒီမှာကတော့ဒီကွန်ပရိတ်ကွန်ပရိတ်ရိုက်ပြီးနှလုံးပေါင်း3ကိုသူက3ခါရိုက်တယ်။အဲ့ဒီမှာနောက်ထပ်2005မှာလေကွန်ပရိတ်ကွန်ပရိတ်ရိုက်ပြီးခါနှလုံးပေါင်း9ကိုဒီမှာ9ခါရိုက်တယ်။ဒါဆိုရင်ကျွန်တော်တို့ခွန်ပရိတ်ကောက်ခွန်ပရိတ်ရိုက်ပြီးခါနှလုံးပေါင်း6ကို6ခါရိုက်မှာ ပြီးရင်သူကရှေ့အချိန်နဲ့ခန္ဓာလုံးပေါင်း၃လိုရိုက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တခါအနေနဲ့လည်းယူလို့ရတယ်ပေါ့နော်အဲကြတော့ကျွန်တော်ခါအနေပသက်ပြီးတော့ခါလိုက်ညင်တာတွေ့ရင်တခြားကြည့်ပြီးတော့ပြန်ပြပေးမယ်ပေါ့နော်အခုလောလောဆယ်1ချိန်အနေနဲ့ဟာကွန်ပရီကောက်ကွန်ပရီရိုက်ပြီး၄ပိတ်လို့ဆင်းပြီးတာ ਨੇ ကျွန်တော်တို့သူ့ရဲ့ရှင်းနဲ့6ချိန်နဲ့ဝမ်းချင်းဆိုတော့48ဝမ်းချင်းပေါ့နော်ဒီမှာ6ချိန်မှာ48ရှိ48ဝမ်းချင်းပဲ48တွေ့1လေးတွေ့1ချက်တွေ့ဒါပရိသတ်အနေနဲ့တကယ်လို့ဘူးခွာလာခဲ့မယ်ဆိုရင်အဲ့ဒီဝမ်းချင်းနေရာမှာထိမယ်ဆိုရင်4လေးတွေ့1တက်တွေ့1ချက်တွေ့ပေါ့ဒါကဝမ်းချင်းအနေနဲ့သုံးအောင်ပဲအဓိက3တွေ့ပေါ့နော်အဘူးခွာဆိုရင်တော့ဘူးခွာသုံးခြင်းတဲ့လူတွေအတွက်4 4ဘူး1ဘူး8ဘူးပေါ့နော် ဒီမှာခွာပေါင်းအနေနဲ့ဟာ complete complete ရိုက်ပြီး၄ပိတ်လို့ဆင်းပြီးတဲ့အခါတိုင်းခွာတက်ရိုက်တယ်ပေါ့နော်အဲ့ဒီတွေ့ကြောင်းဒီမှာကျွန်တော်ခွာပေါင်း3ည1 3ည2 9 3 8ဒါအတွဲမဟုတ်ပေါ့မူခွာထိနေအပိတ်ခွာပေါင်းအတွက်ပါခါကကျွန်တော်တကယ်လို့ break တွေ့တယ်ဆိုရင်ဒီမှာခါကိုထည့်ပြလိုက်လို့ရတယ် ဘာလို့လဲဆိုပြီးခဲ့တဲ့ပွဲရလို့ဖြစ်မှာဆိုလို့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ခွာပေါင်းနှစ်တွေ့ရပေါ့နော်ခွာပေါင်းနှစ်တွေ့တော်မှာအဲ့ဒီမှာကျွန်တော်တို့ကဘရီလီးကတအားအားကောင်းနေရပေါ့နော်စိုင်းလင်းငါးစိုင်းလောက်နဲ့တွေ့နေတာဆိုတော့ကျွန်တော်ကခွာပေါင်းနှစ်ကိုအဲ့မှာကျွန်တော်ရှစ်လေးနှစ်ရွေးပေးအရှစ်ရှစ်နှစ်လေးရွေးပေးလိုက်တယ်ခွာပေါင်းနှစ်မှာရှစ်နှစ်လေးရွေးပေးလိုက်တယ်ပြီးရင်ခုနှစ်ငါးရွေးပေးလိုက်တယ်ဆေကိုစီးဒီမှာကျွန်တော်မင်းနှက်ွက်ဆိုပြီးတော့ ၈နှစ်၄နှစ်ခုနှစ်၅နှစ်ခွာပေါင်းနှစ်နဲ့ရွေးပြီးလိုက်တယ်။ဒါကျွန်တော်တို့ break အကောင်းပါလေဆိုတော့ break ကလွဲခဲ့လို့ပေါ့နော်။ပြိမှန်ငယ်တော့ဒါ၈နှစ်၄တပေါက်သေးပေါ့နော်။ပြီးခဲ့တဲ့ဘက်လို့ဖြစ်မှာဆိုးတဲ့အတွက်ကြောင့်ကျွန်တော်ခွာပေါင်းကိုပဲရွေးပြီးလိုက်တယ်။ခါးကိုမိမိတို့ကြိုက်တဲ့ break နဲ့တော့လည်းကောင်းတွေးတဲ့ခါးလုံးပိုင်ဆိုင်နေတော့လည်းကောင်းဆွဲပြီးတော့သုံးပါ။ဒါဆိုရင်ဒါမှငါးကြိမ်အတွက်ကျွန်တော်လောလောဆယ် ဝမ်းကျင်းလေးရယ်ခွာပေါင်းလေးရယ်ကျွန်တော်ပြပေးလိုက်ပါတယ်အခုကျွန်တော်ပြတဲ့ဝမ်းကျင်းခွာပေါင်းစိတ်ကနေကျွန်တော်ရဲ့ 3D ဝါသနာရှင်များအားလုံးပဲကံကောင်းကြပါစေကုလဘခင်ဗျာ